အမင်္ဂလာပါကျွန်တော်ဖြုတ်တည်တာပါအဲဆရာဝန်ဘွဲ့ရထားပေမဲ့ဆေးဆက်မကူတော့တဲ့လူလူတယောက်လို့ပြောနိုင်နေပေါ့နော်အဲ့တော့ဒါတွေကကျွန်တော်တို့ဒီပုံမှန်အဖြစ်ဆိုလဲရှိတတ်ကြတာပဲလေနော်ဆေးပင်နာဘွဲ့ရထားတယ်ဆရာရဲ့စာရေးဆရာလုပ်တယ်ရုပ်ရှင်မင်းသားလုပ်တယ်အစိုးရလုပ်တယ်စီးပွားရေးလုပ်တယ်ပေါ့နော်အဲဒါတွေကတိတ်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူးသို့တော့ဒီကာလကြတော့လေကျွန်တော်ပုံမှန်လေးလေးပြောပြရရင်အော် guilty ဖြစ်တဲ့ခံစားချက်ပေါ့ဟိုအာနာတဲ့ခံစားချက်ကလေးဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုဒီကျွန်တော်တစ် senior တွေအထူးကူတွေကထားလိုက်တော့ဆရာဝန်ဘွယ်ရထားပြီးသားလူတွေကထားလိုက်တော့ပေါ့နော်။ဟိုသူတို့ဒီဟိုဒီသူတို့တက်ကျွမ်းတက်ကျွမ်းတဲ့ပညာရည်နဲ့ဟိုစေကူတာဖေးစာတွေပေါ့ဒါမဆန်းဘူးပေါ့နော်။ အာတနောထက်ငယ်တယ်ပေါ့သူတဖြင့်ဒီစေချောင်းသူစေချောင်းမပေါ်နဲ့ CTM လုတ်ခဲ့ပြီးတော့မှဟိုတော်ရဲရောက်သွားတယ်အဲ့မှာရှိတဲ့ဆရာဝန်တွေနဲ့သူတို့အနီးကပ်ပညာသင်တယ်ပြီးတော့အဲ့ကနေမှတဆင်စီပညာပွဲမှာရောက်ပြီးတော့ဆရာဝန်ဖြစ်သွားတယ်အဲ့လိုလူငယ်တွေရှိဒီတော်လိုင်းကြီးမှာပေါ့နော်အဲ့တော့သူတို့အမြင်လို့ရှိရင်ကျွန်တော်ပို့ပြီးတော့ guilty ဖြစ်တယ်ပေါ့နော်ဟိုဘာဖြစ်ပဲကျွန်တော်ဆိုစိတ်ကူးတာနဲ့အလံဝေးလာတော့ညာလေးပဲပွဲရထားပြီးသားဆိုသူတို့လက်ဆိုင်ကျွန်တော်ဟို ပိုတော့လုံနိုင်သေးတယ်လေနော်ဒီကျိုးပြန်ပြီးတော့ဘာမှသတို့လောက်မခတ်ဘူးပေါ့နော်အဲ့တော့သတို့တော့ဘယ်လောက်စူးစမ်းပန်းစားလုပ်တဲ့အချိန်မှာကျွန်တော်မလုံနိုင်တဲ့အပေါ်မှာအဲ့လိုအားနာတဲ့စိတ်ဖြစ်တာပေါ့နော်နောက်ကျွန်တော်လည်း same batch တိုင်ရခြင်းလေးဆိုလည်းဒီလိုပဲဟိုတော်ရဲတွေမှာရှိတယ်ဟိုပြီးတော့သတို့အဲ့လိုပေါ့နေ့စဉ်နဲ့ညနေထိုင်ရုံတွေကိုမြင်ရတယ်နော်ဒီအချမ်းပတ်ဆက်တဲ့ဆိုလည်းအခုအားလုံးသိတဲ့အတိုင်းပဲဟိုစေးရုံစေးကန်းတွေကိုပြစ်မှတ်ထားပြီးတော့ကိုကဘုံနေကျဲတယ်တိုက်ခိုက်တယ်ပေါ့နော်အဲ့တော့သတို့အသက်ပြီးသွားတဲ့ဆောင်ဝင်တွေလည်းအများကြီးပဲဒီကာလမှာပေါ့နော်ဆိုတော့ဟိုသတို့ရဲ့အဖြစ်ဆိုလို့ဒီစေကူသားရဲ့ကိစ္စတခုလေးရှိတာပေါ့နော်ဆိုတော့ guilty အရင်ဖြစ်တယ်ဖြစ်တဲ့ခါမှာကျွန်တော်ဒီအဲစေးနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ campaign တွေဆိုရင်ကျွန်တော်တက်ဆွမ်းတလောက်ဒါအကူအညီဖြစ်တယ်ပေါ့နော်အဲ့တော့အခုဆိုလဲဒီ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကနေမှာဥဆောင်ပြီးတော့လုပ်တဲ့ Safe Hospital Safe Healthcare ဆိုတဲ့ project လေးရှိတယ်ရှိတဲ့ခါမှာလည်းကျွန်တော် entire အကူအညီဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့အခုနောက်လိုပဲကျွန်တော်ဆရာဝန်ဆရာမတွေကျွန်တော်တို့နော်ဆေးလောကတဲ့ဆရာဝန်ဆရာမတွေကိုအားနာတယ်ပြီးတော့ဒီတို့ကလည်းကုသပေးနေတဲ့ပြည်သူတွေရဲဘော်တွေရဲ့အသက်ကိုလည်းကျွန်တော်တို့ကာကွယ်ပေးရအောင်ညွှန်ပြတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီ project လေးကို entire အားနဲ့ကျွန်တော်ပေါ့ဖြစ်တယ်ပေါ့နော် အဲ့တော့ဒီခုဆီယံဝင်တဲ့ဒုနာပြုတွေဆိုလို့ရှိရင်ကျွန်တော် CDM လောက်လာချတဲ့အခါမှာဟိုဒီစစ်တပ်ထောက်ခံသူတွေကပြောကြတာပေါ့နော်ဒီဆီယံဝင်နေ အာနော်ဒီစေမကူချင်းလို့ဒီလိုလုပ်နေကြတာပေါ့ပြီးတော့တို့ဒီလိုမျိုးတွေ CDM လုပ်လာတဲ့အတွက်မြို့ပြမှာရှိနေတဲ့လူတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေဘယ်လိုဒုက္ခရောက်တယ်စသဖြင့်ပေါ့ပြောကြတာရှိတယ်။ဒါပေမဲ့တိကျစမ်းသပ်ကြည့်မယ်ဆိုရင်တို့ဒါ CDM မလုပ်ခဲ့ဘူးနော်တို့ဒါဒီနေရာရောက်မလာဘူးဆိုရင်အခုလွမြောက်နေနေက PP ရဲ့ကျန်းမာရေးဆောင်ရှောက်မှုဘယ်သူလုပ်ပေးမလဲပေါ့နော်။အခုဒီရဲဘော်တွေရဲ့အဲအသက်ကိုဘယ်သူကာကွယ်ပေးမလဲဘယ်သူကယ်တင်ပေးမလဲပေါ့နော်။ဆိုတဲ့အခါကျတော့ဒီဆရာဝန်ဆရာမတွေရဲ့အားကတိတ်ကောင်အရေးကြီးတယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်အများကြီးစဉ်းစားမိတာဆိုရင်ကျွန်တော်တို့ဒီကျန်းမာရေးဘက်မှာပြောကြတဲ့စက်က ါတစ်ခုရှိရပါတော့။ဘာလဲဆိုတော့ uh help as a bridge for peace ပေါ့နော်။ဒီချက်ဟိုငင်းချမ်းရေးအတွက်ကျွန်တော်တို့ဟိုကျမ်းမာရေးဒီတရားဒစင်းလို့ဖြစ်တယ်ဆိုတဲ့သဘောတရား။ဆိုလိုတာကဟိုကျွန်တော်တို့အခုဆိုဒါကျွန်တော်တိုင်းသားတွေစီလိုညီညွတ်မှုမရှိကြဘူးเนาะ။တယောက်နဲ့တယောက်ချင်းမှာအမြင်လွဲမှားမှုတွေရှိခဲ့တယ်။ဒါတွေကိုကျွန်တော်တို့ကဟိုတရားဒစင်းထိုးဖို့ဆိုရင်ဒီကျမ်းမာရေးအနေနဲ့ကျမ်းမာရေးကိုတရားဒစင်းဖြစ်နေလို့လုပ်လို့ရ။ဆိုလိုတာကအခုဆိုရင်ဒါမြေပြန့်ကเนาะ 大部分有变化，像我们那个主骨的，有没有下端那点有肉的？我们这边所以，它没有那么快将发生骨的病变、骨的长。但这里的大关节所以，主骨向外偏呢。 ဆရာဝန်ဆိုတော့မမြင်ဘူးလေရွာတယ်အများကြီးအဲ့လိုနေရာတွေကိုအတို့အထူးအထူးကူဆရာဝန်တွေရောက်သွားတယ်ရန်ကုန်ကတကယ်တိတိကျကျဆရာဝန်တွေစစ်တပ်ကတကယ်တိတိကျကျချေတယ်အဲ့ဒီကိုရောက်သွားကြတယ်ဥတာမှုပြီးစားတယ်ပေါ့နော်ဒီပေါ်မှာတပေးပြတိုင်းသားကျွန်တော်အချင်းတိုင်းသားချင်းချင်းခြားတွေကအမြင်လွဲမှားမှုတွေလည်းအကြီးပြိုကျသွားနိုင်တယ်အများကြီးပဲရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒါတွေကလည်းကျွန်တော်တို့အနာဂတ်အတွက်ကဟိုကောင်းမွန်တဲ့အုတ်မြစ်ချမှုပြီလို့ပြောလို့ရတယ်လို့ဒီငွေဥဒေါ်လာကြီးရအစိုးရရအကောင်ပေါ့နော်ဒီပြပုံနဲ့အလှတရားတွေလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ယူရီက ွားတာပေါ့ကိုတိုင်းပြည်ရဲ့မှာတကယ် human resource တွေอ่ะပေါ့เนาะဆိုတော့မျိုးပြမှာပဲပုံနေတဲ့ human resource တွေ human resource တွေကခုနကလို့ဟိုဒီဟိုပြောင်းရွှေ့လာကြတယ်ဆိုတာကအထက်အမိန်ကြောင့်လည်းမဟုတ်ဘူးအဲတခုခု ရယူပိုင်ဆိုင်မျိုးလို့เนาะပတ်စံသက်ရှာအောင်မယ်ဆိုတာမျိုးနဲ့ထွက်လာကြတာမဟုတ်ဘဲねဓမ္မကိုเนาะအမှန်တရားကိုယုံကြည်တယ်အဲသူတို့ဒီလိုမျိုးချမ်ပါစတက်နေအတက်အောင်မှာတော့မလုပ်နိုင်ဘူးเนาะအားလုံးမှန်ကန်တဲ့အရာကိုလုပ်မယ်ဆိုပြီးတော့ထွက်လာကြတယ်ဘာခံစားခွင့်မှမပြောနဲ့ပေါ့เนาะအခုလိုမျိုးပုံနေချဲတယ်အာဒုက္ခမျိုးမျိုးစုံနဲ့ဒုက္ခပြီးနေကြားရရပြီးသူအသက်ဝေးဆောင်အသက်ဟိုအသက်ကိုကောင်းဖို့အတွက်ဆိုပြီးတော့မှရောက်လာကြတယ်အမတန်မောမြတ်တဲ့ အဲကျမကြီးပညာရှင်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဒါလေးကဒါကနပြောရင်မျိုးရဲ့အလှတရားလို့လည်းပြောလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်ဒီသူတွေအနေနဲ့လည်းဒီ project တွေမှာတက်ဆောင်တော့ပုံပေးကြဖို့ကျွန်တော်မေတ္တာရက်ခံတိုက်တွန်းခြင်းနဲ့တော့ safe health but also safe care ဆိုတဲ့အတိုင်းပဲကျွန်တော်ဒီကျမကြီး social media စေယုံစေကနေလုံခြုံပါမှဒီဆရာဝန်တွေဒုနာပြုတွေလုံခြုံပါမှဒီမှာလာပြီးတော့ကုသနေတဲ့ဒုနာတွေရေဘော်တွေကိုလည်းကျွန်တော်လုံခြုံမှုပေးဆောင်နိုင်မှာဖြစ်တဲ့အတွက်ဒီ project တွေမှာတက်ဆောင်တော့ပုံပေးပါဂျွန်လာ30ရက်နေ့ဒီပဲဖြစ်တာပေါ့လို့လက်ချက်ရက်တွေမှာကျွန်တော် enter အားနဲ့ပုံပေးကြဖို့ထပ်မံပြီးတော့မှတိုက်တွန်းပါ biraz iltizli var.